ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်ပွဲတွေအောင်လည်းမင်္ဂလာပါဆိုတော့ကျွန်တော်မနေ့ကတုန်းက World Cup Qualify ပေါ့လေ European ပြိုင်ပွဲကြီးခြေစပွဲတွေရဲ့ World Cup Qualify မှာ Norway ကအစိုးကြီးတွေကဂိုးပြတ်နိုင်တယ်အီတလီလည်းဂိုးပြတ်နိုင်တယ်နောက်တစ်ဖက်ကတော့ Spain လည်းဂိုးပြတ်နိုင်ပြီးတော့ ပေါ်တူဂယ်ကတော့တကယ်ကိုနောက်ကျနောက်ကျဂိုးနဲ့နိုင်ပွဲရရှိခဲ့ပြီးတော့ဒါ World Cup Qualifying ရဲ့ဥရောပဆုံးခြေစပွဲရဲ့ပွဲစဉ်တွေအချို့တော်တော်များများခံခဲ့ကြတယ်ဆိုတော့အခုအစောဆုံးပွဲအဖြစ်ဒါဘယ်လိုပြောမလဲကစားခဲ့တဲ့ပွဲဒီတဲကနော်ဝေးကအစောပိုင်းထဲမှာအလင်ဟာလန်ရဲ့ hat-trick ကို twin goal အပါဝင်ဒါ Israel ကို Oslo မှာ9ဂိုးပြတ်နဲ့နိုင်ပြီးတော့သူတို့ကဒါအခုလက်ရှိနေထားရဒီ group မှာ ဒါအမှတ်ဖြတ်ထားပြီးတော့စုစုပေါင်းရမှတ်18မှတ်ထိရထားတဲ့အချိန်မှာဒါဟာလန်ဟတ်ထရစ်သွင်းတယ်အီတလီကအဝေးကွင်းမှာအက်စတိုးနီးယားကို3ဂိုးတကိုးနဲ့နိုင်တယ်ထုံးစံတိုင်းဟာလန်လည်းပနတီလွဲလို့အီတလီမှာလည်းပနတီရက်ဒဂူပနတီလွဲသွားခဲ့တယ်ဒါပေမဲ့အီတလီကဒါဘာဖြစ်လဲဆိုတော့အိုက်ကနေပါသူတို့၃ဂိုးပွဲ Moises skin ရဲ့ Esposito ရဲ့ Retegu ရဲ့လုံးစီတွင်းပြီးတော့ Italy ကအဝေးကွင်းမှာ Estonia ကိုနိုင်ပြီးတော့သူတို့လည်းအဖိုးတန်၃မှတ်ရတယ်ဆိုတော့သူတို့ကတော့ ါအခုလောလောဆယ်5ပွဲမှာ12မှတ်နော်ဝေးကအခုလောလောဆယ်6ပွဲမှာ18မှတ်ဒါဘယ်လိုပြောမလဲ6ပွဲမှာနော်ဝေးက18မှတ်အီတလီက5ပွဲမှာ14မှတ်ရပြီးတော့သူတို့နှစ်သင်းကရှူတော့ဖြစ်မယ်ဒါပေမဲ့ကျွန်တော်ထင်တော့အီတလီကမမီတော့ဘူး good different ကအရန်กว่าတယ်အဲ့မှာနမေကျော်စူပါစတာခရစ်စတီယာနိုရိုရဲ့ပေါ်တူဂီကတော့အိမ်ကွင်းမှာ အိုင်ယာလန်နဲ့ကစားတယ်တသိန်းလုံးစုပြုံပိတ်ဆို့ကစားတဲ့အိုင်ယာလန်ကိုပေါ်တူဂီကတကယ့်ကိုနောက်ကျနောက်ကျဂိုးနဲ့နိုင်သွားတယ်။တွင်းသွားတဲ့ဂိုးကတော့ Ruben Navas ရဲ့ဒါ60မိနစ်ကအနိုင်ဂိုးနဲ့ပဲပေါ်တူဂီကအိမ်ကွဲမှာနိုင်တယ်။အိုင်ယာလန်ကဒီပွဲမှာဒီနေ့ shot target မရှိပါမရှိတပွဲလုံးပိတ်ကန်ထားတာ။ဒါပေမဲ့ဘယ်လိုပြောမလဲပေါ်တူဂီကဒီနေ့ဂိုးပေါက်ကန်သွင်းမှုဟောဂိုးပေါက်ချန်အဓိကတော့ clear cut chance တွေထက် half chance တွေများတယ်။ chance တွေအများကြီးရတယ်။အိုင်ယာလန်ဂိုးသမားခင်လာဟာက ကမ္ဘာအကောင်းဆုံးပယ်နတီကန်သွင်းသူကစားမ၂ယောက်ဖြစ်တဲ့ပြီးခဲ့တဲ့ Brentford ပွဲတုန်းက Bruno Fernandes ပယ်နတီကိုသူစေ့တယ်အခုဒီနေ့ပွဲမှာလည်း Cristiano Ronaldo ရဲ့ penalty ကိုသူဆေးလိုက်တယ်ဆိုတော့ဒါ Ronaldo က minute 80ကျော်မှာ penalty ရတယ်အဲ့ penalty ကိုဒါဘယ်လိုပြောမလဲ Ireland ကိုသမား Kelleher က55မိနစ်က Ronaldo ရဲ့ penalty ကိုဆေးသွားတယ်ဒါပေမဲ့လူစားဝင်လာတဲ့ ရူဗင်ရူဗင်နာဗက်စက60မိနစ်မှာပေါ်တူဂီကိုတလုံးနဲ့တော့အနိုင်ကိုတွင်းပြီးတော့သူတို့ကအိုက်ပွဲကိုနိုင်တယ်။အဲ့နေရာမှာအစောပိုင်းကဩစတြေးလျကဩစတြေးဟန်ဂေရီကဒါဒါဘယ်လိုပြောမလဲသူတို့ကအာမေးနီးယားကိုနိုင်လိုက်တဲ့အတွက်ကြောင့်ဒီ group မှာပေါ်တူဂီက၃ပွဲကစား၉မှတ်ဟန်ဂေရီက၄မှတ်အာမေးနီးယားက၃မှတ်နဲ့အိုင်ယာလန်က တမတ်ပဲရရှိထားတယ်။တစ်ဖက်မှာတော့ဒါလက်ရှိ European Champion Spain ကအိမ်ကွင်းမှာ Georgia ကို2ဂိုးပြတ်နဲ့နိုင်သွားတယ်။ဒီဒီဘက်မှာလည်းဒီ Spain ဘက်က Ferran Torres penalty လွဲတယ်။ဒါပေမဲ့ Jeremino Pino တကူးသွင်းပြီးတော့မှတစ်ဖက်ကဒါ Oyarzabal ကတကူးသွင်းတယ်။ကျွန်တော် Oyarzabal ကိုဘာလို့ penalty ပေးကံမလဲကျွန်တော်နားမလဲ။ Oyarzabal ကအခုလက်ရှိ Spain ရဲ့ first try ဗျာ first try strike ကအနေနဲ့ကစားနေတာ။အဲ့တော့ Oyarzabal ကို penalty ပေးမကံဘူးလေ။ Patri ထုံးစံတိုင်းခြေစွမ်းပြသွားတယ်။ဒါ Spain ကအခု Georgia ကို ဒါအခုလက်ရှိမှာသူတို့အိမ်ကွင်းမှာနှစ်ဂိုးပြတ်နဲ့နိုင်လိုက်တဲ့အတွက်ကြောင့်စပိန်ကဒီအုပ်စုမှာအေးအေးဆေးဆေးဖြစ်သွားပြီးတော့ဘူဂေးရီးယားကွင်းမှာထူတကီက6ဂိုးတကူနဲ့နိုင်တယ် ဒီဘွဲမှာလည်းဒါခန္ဓာရဲတခြေစွမ်းပြသူအာတာဂူလာလည်းခြေစွမ်းပြပြီးတော့တူတကီကဘူဂေးရီးယားကိုနိုင်လိုက်တယ်အဲ့အတွက်ကြောင့်ဒီအုပ်စုကစပိန်က6မတ်တူတကီက6မတ်ဂျော်ဂျီယာက3မတ်ရတယ်ပေါ်တူဂီအုပ်စုမှာပေါ်တူဂီက6မတ်ဟန်ဂေရီက6မတ်အာမေးနီးယားက3မတ်ရပြီးတော့ဒါအခုလောလောဆယ်အနေထားရတော့စိတ်ဝင်စားစရာအခြေအနေပေါ့လေဒါအင်္ဂလန် group ကအင်္ဂလန် group ကဆာဗီယာပါတဲ့အချိန်မှာဆာဗီယာကအင်ကွင်းမှာရှုံးသွားတယ်အယ်ဘေးနီးယားကို တကူကူမရှိနဲ့ရှုံးနေဟိုဘက်ကလက်ဗီယနာနဲ့အန်ဒိုရာတေးကြတယ်ဆိုတော့ဆာဗီယာကရှုံးသွားတဲ့အတွက်ကြောင့်အင်္ဂလန်ကသူ့ group မှာငါးပွဲကစား15မှတ်မှာအယ်ဘေးနီးယားထက်တပွဲရော့ကိုသူကလေးမှတ်ဖြတ်တော့ကျွန်တော်ထင်တော့အင်္ဂလန်ကချစ်ပွဲအောင်ဖို့များတယ်ဆိုတော့ပေါ်တူဂီကတော့ဒီနေ့ဒါဘယ်လိုပြောမလဲဆိုတော့တိုက်စစ်ကဒါခရစ်စတီယာနိုရော်နယ်ဒိုဥဆောင်ပြီးတော့မှအပြောင်းလဲအချို့လုပ်ခဲ့တယ်သူတို့တိုက်စစ်အတွဲမှာဒါဘယ်လိုပြောမလဲဘူနိုဖာနန်ဒက်စ်က ပက်ထရူနက်တိုရဲ့ဘနာဒူဆီလ်ဘာရဲ့ကစားခဲ့ပြီးတော့မာကွင်းလေးကဂျောင်းနာဗက်စ်ကဗတင်ညာရဲ့ကစားတယ်။ခန်းစီကတော့ဒါလော့ကဲ DSK ပြီးတော့မာကွန်ဂျာလိုအီနာစီယိုကိုဒီတစ်ဖက်ကနူနိုမန်တက်စ်တို့ကစားခဲ့ပြီးတော့မာပေါ်တူဂီတောက်လျှောက်ဖြစ်ပေမဲ့အလုံးမဖြစ်တော့နောက်ပိုင်းကြမှာရာဖေးလေယောရဲ့ဆမေဒိုရဲ့ဖရန်စက်စကိုထရင်ကာအိုနဲ့ကွန်ဂျာလိုရာမိုစ်တို့ပွဲပြီးကန်ဒီဒီမှာဝင်လာခဲ့ပြီးတော့မာဒါဘယ်လိုပြောမလဲဒါရူဘေးဒါ ဒါဒီကစားသမားတွေတဲကနေအခုလက်ရှိမှာဒီနောက်ဆုံးအဆုံးသက်မှာပဲအနိုင်ကိုရသွားတာဗောလေ Nevers ကဒါအတွင်းသွားပြီးတော့သူတို့ရဲ့အနိုင်ကိုကိုတလုံးတဲ့တော့ကိုကိုတွင်းသွားပြီးတော့ပေါ်တူဂီနောက်ဆုံးမှာနိုင်သွားတယ်ခရစ်စတီယာနိုရိုတွတ်တော့သူ့ရဲ့ပယ်နတီကိုကာလာဟာဆေးသွားပြီးတော့ကာလာဟာကကလပ်မှာဘရူနိုလေဝေးစင်မှာရိုနယ်ဒိုကိုပယ်နတီကိုပါဆေးနိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်